ဝိလိမင်္ဂလာယနေ့အခါမှာကိုပြည့်စုံရမယ့်တံပရာဘာ၄လဲလို့ဆိုတာသိချာဖို့လိုတာပေါ့နော်အနှစ်သာရရှိရှိမိမိရဲ့ဘဝမှာ အနှစ်သာရရှိဆုံးအရာဟာဘာလဲဆိုတာသိထားဖို့လိုတော့အဲ့တော့အနှစ်သာရကိုရွေးထုတ်တဲ့နေရာမှာအများကရွေးတဲ့အနှစ်သာရတဲ့သူတော်ကောင်းတွေဘုရားမှုရှိတဲ့သူတော်ကောင်းတွေကရွေးတဲ့အနှစ်သာရဟာဒါကွာခြားတယ်အများကတော့လောကီရှိတဲ့ဥစ္စာယရနာရှင်မွေပစ္စည်းဥစ္စာတွေပေါများတာကိုအနှစ်သာရလို့ဒီလိုယူဆကြတယ်ပေါ့ တတော်ကောင်းနေရတော့အဲ့ဒီပစ္စည်းဥစ္စာဆိုတာနှစ်တာမဟုတ်ဘူးတဲ့တဘဝတစ်ခဏမြသုံးလို့ဆွေးလို့တော့ပဲရှိနေပေါ့နောက်ကြလို့ရှင်ဒီပစ္စည်းဥစ္စာတွေဆိုတာအားလုံးဟာထားပြီးသွားကြရတာဖြစ်တယ်ဒီပစ္စည်းဥစ္စာတွေကပစ္စည်းဥစ္စာကလည်းလူကိုစောင့်တယ်လူကလည်းပစ္စည်းဥစ္စာကိုစောင့်တယ်လို့ဆိုတော့ဒီပစ္စည်းဥစ္စာတွေကိုယ်နဲ့ထာဝရရှိနေမဲ့အနှစ်သာရမျိုးမဟုတ်ဘူးတဲ့ သူတော်ကောင်းတွေကတော့ပစ္စည်းဥစ္စာဟာနှစ်သာရမဟုတ်ဘူးခိုင်မာမှုမရှိတော့နှစ်သာရမဟုတ်ဘူးအဲ့ဒီပစ္စည်းဥစ္စာကိုအသုံးပြုပြီးတော့ရရှိလိုက်တဲ့ဒါနကောင်းမှုတွေကလည်းနှစ်သာရဖြစ်တယ်ပြောတာဒါရေရှင်နဲ့တွေ့ချင်ရင်လည်းတကယ်ဟုတ်တာပစ္စည်းဥစ္စာတို့ဘာလို့ဆိုတာအလွန်တော်တော်နဲ့အချိန်ပိုင်းလေးမှသာကိုယ်နဲ့ပိုင်ဆိုင်မှုရရှိနိုင်တာ ဥစည်းဥစားတွေမှာအချက်၅မျိုးနဲ့အများရန်ကျုံပေးရအချက်၅မျိုးဆိုတာရှင်မင်းမင်းခိုးပြီးအချက်မနဲ့တက်တော့အမွေခံတားဆုံးသမီးဆုံးလို့ဆိုတာအဲ့ဒါကိုမြန်မာတွေကတော့ရန်သူမျိုး၅ပါးလို့ခေါ်တယ်။စာပေထဲမှာတော့ရန်သူဆိုတဲ့အတုံးနဲ့မတုံးပါဘူး။စာပေထဲမှာတုံးတာကဘာလို့ဆိုတော့ဥစည်းဥစားတွေဟာ အချက်ရည်နဲ့ဆက်ဆံနေတယ်ရည်ချက်ရည်နဲ့ပြတ်သွားတာပဲမိချက်ရည်နဲ့ပြတ်သွားတာပဲတိုင်းကြီးအစိုးရမင်းကြီးကတည်ယူလိုက်ရင်လည်းပါသွားတာပဲတခုတည်းများကခုတ်ယူသွားလည်းပါသွားတာနဲ့အိမ်မှာရှိတဲ့အမွေခံတားဆိုးသမီးဆိုးကဖြုံးတီးပြစ်လို့ရှင်လည်းကုန်သွားတာပဲလို့ဒီလိုဆုံးလို့ရပါအဲ့ဒါကိုမြန်မာစာပေအတိုင်းမှာလည်းရန်သူမျိုး၅ပါးလို့ဒီလိုပြောတာအဲ့တော့ပစ္စည်းဥစ္စာက ဒီ၅မျိုးတည်းကတစ်ခုခုနဲ့တော့သူပျက်စီးသွားတတ်ပေါ့ဒါကြောင့်ဒီပစ္စည်းဥစ္စာဆိုတာအနှစ်သာရမဟုတ်ဘူးတဲ့ခုဘဝခྱི་သွားတဲ့အခါမှာခိုင်မာတဲ့အရာမဟုတ်ဘူးဒါဖြင့်ခိုင်မာတဲ့အရာကိုရခြင်းမလုပ်အောင်မလုပ်ဆိုအဲ့ဒီပစ္စည်းတွေကိုအရင်နှိပြုတ်ပြီးတော့လူတန်းတဲ့ဒါနကုသိုလ်စိတ်ကလေးကုသနာမှာအလောဘဆိုတဲ့ generosity အာဒောသဆိုတဲ့မေတ္တာစေရနာအာမောဟလို့ဆိုတဲ့အသိဉာဏ်အဲ့ဒီအာလောဘအာရောဒအာမောဟဆိုတဲ့သဘာဝတရားတွေကိုစုစည်းပြီးတော့တွန်းအားပေးတဲ့စေရနာယုံကြည်တယ်ဆိုတဲ့တတ်တာအဲ့ဒီသဘာဝတရားတွေကကုသဏ္ဍမှာတစ်ချိန်တစ်ခါဖြစ်လိုက်တာနဲ့တစ်ချိန်နဲ့ခုနကပြောတဲ့မိဖြက်လို့လည်းမပြတ်ဘူးရေရေရေကြောင့်လည်းမပြတ်ဘူးအရာခတ်သိမ်းကြောင့်ကျက်စီးသွားတာမျိုးမရှိဘူးတဲ့ ဒါကြောင့်မို့ပစ္စည်းဥစ္စာတွေကအနှစ်ထုတ်မယ်ဆိုရင်ဒါနကောင်းမှုလုပ်ပြီးအနှစ်ထုတ်ရမယ်လို့ဒါသူတော်ကောင်းတွေရဲ့အမြင်ပေါ့နော်အများလူစုကတော့ပစ္စည်းဥစ္စာတွေပေါ်တာကိုပဲအနှစ်သာရလို့ထင်ကြတယ်ပေါ့ဒီပေါ်မှာပဲတွေ့တာမိန်မောပြီးတော့နေကြတယ်သူတော်ကောင်းတွေကတော့အဲ့လိုပေါ့ရတာလည်းပစ္စည်းဥစ္စာပေါ်မှာဒါရီကတခဏပဲလို့ဆင်ញင်သုံးသပ်ပြီးသူပစ္စည်းဥစ္စာပေါ်ကနေပြီးတော့ကုသိုလ်ဉာဏ်နဲ့ရအောင်ထုတ်ယူတတ်ကြတယ် ဒါကြောင့်ဘဝတန်တရားမှာသူတော်စင်သူတော်မြတ်တီဟံတွားရတဲ့အခါမှာဘဝတန်တရားမှာချမ်းချမ်းသာသာနဲ့နောက်ဆုံးမိဂံရောက်တည်အထိဘဝမပင်မပန်းနဲ့ချမ်းသာဒုက္ခရကြတယ်။ဒါလေးလို့ဆိုရင်အနှစ်သာရကိုရအောင်ရှင်နိုင်လို့ပဲ။ထို့တူရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကြီးဘဝတစ်ခုရလာပြီဆိုရင်လူရဲ့ရုပ်ခန္ဓာကိုယ်ကြီးနဲ့နာမ်ခန္ဓာကိုယ်ကြီးနှစ်ခုရှိတယ်။ ရုပ်ခန္ဓာကိုယ်ကြီးကိုကြည့်လိုက်မယ်ဆိုရင်တဖြည်းဖြည်းအိုးလာတာလေတနည်းနဲ့တနည်းအိုးလာကြတာပဲဒါတော့မှရက်နေတာမဟုတ်ဘူးမိဘဝမ်းကကျွတ်လာလို့မွေးလာတဲ့အချိန်ကနေစပြီးတော့တဖြည်းဖြည်းသူကအသက်ကြီးလာကြီးလာတာနဲ့ပတ်သက်ပြီးတော့ဒီလူပြုံမှုတွေကပျက်စီးလာပေါ့တဖြည်းဖြည်းအုံမင်းရင်းရောမှုတွေနဲ့ကျွမ်းအဲ့တော့ရုပ်ခန္ဓာကိုယ်ကြီးကလည်းမြဲတဲ့သဘောတရားမဟုတ်ဘူး ဒါပြင်အဲ့ဒီမမြဲတဲ့ရုပ်ခန္ဓာကိုကြီးတဲ့ကနေအနှစ်ကိုရတဲ့နဲ့ဆိုရင်ဘာလို့ရမလို့ဆဲကိုချင်းသိလာခန္ဓာကိုယ်ကြီးကိုကြောင်းပြုတ်ပြီးတော့နှုတ်ကိုစောင့်သေးတယ်ဘုမမဲလေရောတာမျိုးမလုပ်ဘူးခုံးတိုက်တာမျိုးမလုပ်ဘူးဆဲရရေးတာမျိုးမလုပ်ဘူးအကျိုးရှိတဲ့စကားပြောတာမျိုးမလုပ်ဘူးဆိုတော့မစီဂျူးစလိုက်လေးပါရှောင်းတာ ကာယဒုစရိုက်သုံးပါးရှောင်နေပါဏတိပတ္တမှုကရှောင်နေအာလိနာဒါနာအမတိမေဆာဆာအဲ့ဒီခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုကိုကြောင်းပြုလှုပ်ရဲ့လှုပ်ရှားမှုကိုကြောင်းပြုပြီးတော့စီကံကလနာတတ်မှတ်ပြီးစောင့်စည်းတာသီလလို့ခေါ်တာဒါကခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ရလိုက်တဲ့အနှစ်သာရပဲသီလဒေသနဲ့ခန္ဓာကိုယ်ရဲ့အနှစ်သာရတဲ့ခန္ဓာကိုယ်ကြီးကအိုသွားနေမယ်လို့ ထိုခန္ဓာကိုယ်ကြီးကိုကြောင်းယူပြီးတော့ရလာတဲ့တီလာကြတော့သာဝရခံရတယ်လို့သူပြောတယ်။သာဝရခံရတယ်ဆိုတာဘဝတန်တရားမှာထိုကိုခြင်းတရားရဲ့အကျိုးတရားဟာရှိတယ်လို့သူပြောတာ။အေးဒါကြောင့်မို့အိုမင်းရင်းရောလာတဲ့ရုပ်ခန္ဓာကိုယ်ကြီးရဲ့အနှစ်သာရကိုထုတ်ယူမယ်ဆိုလို့ရှိရင်ကိုခြင်းတီလာကိုစောင့်သောက်ရမယ်။ဒါသူတော်ကောင်းတွေရဲ့အတွေ့အကြုံ။ တာမလူတွေရဲ့အတွေ့ရတော့ဒီအဓိကကျမ်းပါဘူးလို့လှဖို့လို့ဝါဖို့လို့ဆိုတာခန္ဓာကိုယ်ကြီးကိုပြည့်စုံဆောင်ရှားကြတယ်နော်။လိုက်ကြည့်မယ်ဆိုရင်ခန္ဓာကိုယ်ကြီးကိုတရုတ်တရနဲ့အငြင်းတန်းပြည့်စုံဆောင်ရှား။ဒါဆိုပြည့်စုံရင်ပြည့်စုံရင်ခန္ဓာကိုယ်ကြီးရတယ်တချို့ကြီးအိုလာတာပေါ့။ကိုလုံးလို့မရဘူးဆိုရင်ထင်ရှားတယ်ပေါ့။အဲတော့ခန္ဓာကိုယ်ကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့ခိုခြင်းတိလာတိလာနဲ့ လောကမှာအမြတ်ဆုံးအနှစ်သာရဖြစ်တယ်။တော့အသက်ရှင်နေတဲ့အချိန်လေးမှာဒုဗ္ဗာဆိုတာထာဝရအသက်ရှင်နေမှာမဟုတ်ဘူး။မိမိရဲ့တတန်းအားလျော်စွာတနေ့တစ်ချိန်ပြတော့ဘဝတစ်ခုကိုစွန့်ခွာပြီးတော့သွားရတယ်။အဲ့တော့စွန့်ခွာမသွားခင်ဒီအသက်ကနေအသက်ရှင်နေတုန်းရနိုင်တဲ့တန်ဖိုးတစ်ခုကပါလဲလို့ဆိုလို့ရှိရင်အတိညာဟာတန်ဖိုးတစ်ခုပဲ။ အဲ့ဒီအသိဉာဏ်ရဖို့ကအမတအရေးကြီးတယ်အသိဉာဏ်ရတယ်ဆိုတာဘယ်လိုအသိဉာဏ်မျိုးတော့လို့ဆိုအေးသဘာဝတရားတွေဟာတစ်ခုမှမြဲတာမရှိဘူးမမြဲတဲ့သဘောတွေရှိတယ်ဆင်းရဲတဲ့သဘောတွေရှိတယ်ငါမပိုင်တဲ့သဘောတွေရှိတယ်လို့ခန္ဓာကိုယ်ကြီးရဲ့သဘာဝအသက်ရဲ့သဘာဝကိုဆင်ခြင်စဉ်းစားပြီးတော့စဉ်းစားတွေးခေါ်နိုင်တဲ့ဝိပဿနာဉာဏ်လို့ခေါ်တဲ့အသိဉာဏ်မျိုးပါအမတန်မှတော်ရှိတယ် တက်ရှင်တို့ရလိုက်နိုင်တဲ့အနှစ်သာရတစ်ခုပဲလို့သူတော်ကောင်းတွေကအဲ့လိုစဉ်းစားတယ်ရှင်းဆရာတော်ကြီးတွေကသုံးမဩဝါဒပေးထားတာရှိတယ်အလုံးမှန်သားစရာကောင်းတယ်ဆိုတော့လောကလူတွေကပျက်စီးမှုနဲ့ကျုံလာလို့ရှိရင်ဒီပြမအုံမမဲ့ပစ္စည်းဥစ္စာတွေပျက်စီးတယ်ဆွေတွေမျိုးတွေပျက်စီးတယ်ပေါ့ဘာပဲဖြစ်ဖြစ်ဒါတွေကလောကမှာသဘာဝပဲပျက်စီးမှုဆိုတာကျုံတတ်တယ်ပေါ့ အဲ့ဒီပြည့်စုံမှုနဲ့ကျုံလာလို့ရှိရင်သောကဖြစ်ကြတယ်။အဲ့ဒီမှာမြတ်စွာဘုရားကတော့ဟောဟောတော့ရှင်းဆရာတော်ကြီးတွေကဘုရားဟောထားတဲ့အတိုင်းနှလုံးသွင်းစင်ကြယ်မှာယံကိဉ္စီဘာဟိယံဝတ္ထုယထာကံမံပဝိစတုအပြင်းပါပစ္စည်းတွေဘာတွေပဲဖြစ်ဖြစ်ပြင်းပါပစ္စည်းတွေဟာပြည့်ချင်သလောက်ပြတ်ပါစေ။ဣသတံမိအဘိန္နံမိ အဘိနောဝသဘိနောဝကိုယ်အတွင်းစိတ်ထက်ကုသိုလ်တရားတွေမပြည့်စုံဘဲအရေးကြီးပါတယ်ဒီအတားပြောတာနော်ပြတော်ကောင်းတွေကကိုယ်တဏ္ဍာနဲ့မှဖြစ်တဲ့ကုသိုလ်စိတ်ထက်မွန်မြတ်တဲ့စိတ်တွေသဘောထားတွေပြတ်မသွားဘူးအဲ့ဒါကအရေးကြီးဆုံးပဲလောကလူတွေကတရားစဉ်းစားခြင်းအပြင်ဘက်ကပြတ်ထန်တွေကိုပဲဥပမာပဲစီးပွားပြတ်တယ်ပစ္စည်းဥစ္စာတွေပြတ်တယ်တခုခုပြတ်ထန်ကိုပဲအပြတ်လို့မြင်ရတယ် သို့သောကိုယ့်ရဲ့ကိုချင်းတရားပြတ်တာတို့စိတ်ဓာတ်ပြတ်တာတို့အသိဉာဏ်တွေဆုံးရှုံးသွားတာတို့ဒါကြတော့ပြတ်တယ်လို့မမြင်ကြဘူးပေါ့နော်တကယ်ကအရေးပါတဲ့အပြက်ကကိုယ့်ရဲ့ကိုချင်းတရားတွေပြတ်တာပို့ပြီးတော့အရေးပါတယ်ကျန်တာပြတ်တာကတော့လောကကြီးမှာမရှောင်လွှဲနိုင်တဲ့အရာတွေကြီးပဲဒါကြောင့်ဆရာတော်ကြီးကဆုံးမဩဝါဒပေးတဲ့ခါကလည်းအလုံးမှတ်စရာကောင်းတယ်ယံကိန်ရှိဆိုဘာပဲဖြစ်ဖြစ် ဘာဟိယံဝတ္ထုအပြင်ဘက်မှာရှိတဲ့ပစ္စယောစာတွေယထာကမ္မံပဝိစတုတက်ချင်နိုင်ပြပါလေဣသတံမိကိုယ့်ရဲ့အတွင်းတဏ္ဍာမှာရှိတဲ့မွန်မြတ်တဲ့စိတ်တော်ဓာတ်တွေကိုခြင်းတရားတွေအဘိနံမိမပြတ်ဘူးဆိုလို့ရှိရင်တဲ့ပြတ်တယ်လို့မခေါ်နိုင်ပါဘူးလို့ပြောပြတာအဲ့တော့ဒါသိပြီးတော့မှန်ကန်တဲ့အတွေ့ကိုခေါ်တယ်ပေါ့သမာဓိဋ္ဌိဆိုတာအဲ့လိုမှန်ကန်တဲ့အတွေ့တွေ့တိုင်းအောင် အဲ့တော့လောကမှာအပြိမပစ္စည်းတွေပြက်ထန်ကုန်အကြောင်းပြုပြီးတော့လူတွေကတောကရောက်ကြတယ်အတွင်းသဘောပျက်စီးတဲ့ဟာကိုတောကမရောက်ကြဘူးဒါကြောင့်မို့ဇတနာတရား၅ပါးမှာမြတ်စွာဘုရားဟောထားတာရှိတယ်ညာတိဇတနာတဲ့ဆွေမျိုးတွေပျက်စီးတာဟာဆွေမျိုးရှိတဲ့လူဟာဆွေမျိုးပျက်စီးတာရှိရမှာပဲပေါ့ဆွေမျိုးရှိနေတဲ့အတွက်ကြောင့်ဆွေမျိုးတွေပျက်စီးသွားတယ် ညာတိပြတ္တရသော်ဘုရားတောင်းပါပဲတာကေဝေမိမျိုးတွေကဘုရားပြိဋိဘောမဆိုင်ခင်ပဲပျက်စီးသွားညာတိပြတ္တအဲ့တော့ညာတိပြတ္တဆိုတာလူတိုင်းလူတိုင်းကြုံနိုင်တယ်ပေါ့နောက်ဘောဂပြတ္တအစိတ်ဥစ္စာတွေပျက်စီးသွားတယ်ဆိုတာလူတိုင်းလူတိုင်းကြုံနိုင်တယ်ပေါ့ရောဂပြတ္တခန္ဓာကိုယ်ကြီးရလာလို့ယောဂဖြစ်တယ်ဆိုတာလည်းပျက်စီးမှုတစ်ခုပဲဒါလည်းလူတိုင်းလူတိုင်းကြုံရတတ်တဲ့သဘာဝတရားပဲ။ အဲ့ဒီညာတိပြဒနာဘောဂပြဒနာရောဂပြဒနာဆိုတဲ့ဒီပျက်စီးမှုတွေဟာတကယ်တော့အရေးမပါတဲ့ပျက်စီးမှုသို့တော့လောကီလူသားတွေကအဲ့ဒီလိုပျက်စီးမှုနဲ့ကြုံတဲ့အခါကျတော့အမတန်မှစိတ်ဓာတ်ကျကြတယ်ပေါ့အရေးပါတယ်လို့ထင်ပြီးတော့အတွေးကအရေးပါတယ်လို့ထင်ပြီးတော့စိတ်ဓာတ်ကြီးဆွဆွနေနာကြတယ်တဲ့မြတ်စွာဘုရားကညာတိပြဒနာဘောဂပြဒနာရောဂပြဒနာကြောင့်အပင်တွေမကျနိုင်ပါဘူးတဲ့ အေးနောက်ပျက်စီးခြင်းနှစ်ခုအရေးပါတဲ့အတွင်းပျက်စီးခြင်းနှစ်ခုကဘာလို့ဆိုရင်သီလပြဒနာနဲ့ဒိဋ္ဌိပြဒနာသီလပြဒနာဆိုတာကိုခြင်းတရားပျက်စီးသွားတာကိုခြင်းတရားတွေအစ္စတာရိတာတွေပျက်စီးသွားတာဒိဋ္ဌိပြဒနာဆိုတာအယူဝါဒတွေပျက်စီးသွားတယ်မှန်ကန်တဲ့အယူဝါဒကမှားတဲ့အယူဝါဒတွေကိုလက်ခံကျင့်သုံးတာလေ အဲ့ဒီသီလပြဒနာနဲ့ဒိဋ္ဌိပြဒနာကအမြဲတမ်းမအရေးပါတဲ့ပစ္စည်းချင်းနှစ်ခုပဲ။ဇန္နာတွေကဘလောက်အရေးမပါပါဘူးတဲ့။ရှောင်လွဲလို့မရတဲ့ဟာတွေပါ။အဲ့ဒါကြောင့်လို့အရေးကြီးဆုံးကတော့သီလပြဒနာမဖြစ်ဖို့နဲ့ဒိဋ္ဌိပြဒနာမဖြစ်ဖို့ဟာအမြဲတမ်းမအရေးကြီးပါလေ။ဇန္နာရှိတယ်လို့တစ်ဖက်ကလည်းတံပရာဆိုတာရှိ။ညာတိတံပရာစေရင်မျိုးတွေအတိုင်းဝိုင်းနေကောင်းတယ်။ ဘောကတံ္မာစိတဲ့ဥစ္စာတွေပြည့်စုံနေအာရောချတံ္မာချမ်းမာရေးကောင်းတယ်ဆိုတဲ့ပြည့်စုံမှုမျိုးတွေရှိတယ်။လောကလူတွေကအဲ့ဒီလိုပြည့်စုံမှုနဲ့ပြည့်စုံလာလို့ရှိရင်ကျေနပ်ကြတယ်ပေါ့ဝမ်းသာနေကြတယ်။သို့တော့ဒီပြည့်စုံမှုကတကယ်အရေးပါလားလို့ဆိုအရေးမပါလားဘူးတဲ့။ဒါကသိပြီးတော့တံပိုးရှိလာတဲ့ပြည့်စုံမှုမရှိမဟုတ်ဘူးတဲ့။ ြည့်စုံမှုတန်ဖိုးရှိလာတဲ့ပြည့်စုံမှုကဘာလို့ဆိုရင် သီလတံ္ဗရာကိုချင်းတရားနဲ့ပြည့်စုံမှုဒိဋ္ဌိတံ္ဗရာမှန်ကန်တဲ့အမြင်နဲ့ပြည့်စုံမှုတဲ့အဲ့ဒီနှစ်ခုကပုံပြီးတော့တန်ဖိုးရှိတဲ့အရေးပါတယ်အဲ့တော့ကုသဏမှာကိုဘဝခရီးလျှောက်လမ်းတဲ့အခါမှာသီလတံ္ဗရာသီလနဲ့ကိုချင်းတရားနဲ့ပြည့်စုံမှုခရီးဆိုင်ရမယ်ဒိဋ္ဌိတံ္ဗရာမှန်ကန်တဲ့အမြင်နဲ့ပြည့်စုံမှု မကံရဲ့အမြင်ဆိုတာဘာလဲဆိုရင်ကောင်းတာလုပ်လို့ရှိရင်ကောင်းတဲ့အကျိုးရနိုင်တယ်မကောင်းတာလုပ်ရင်မကောင်းတဲ့အကျိုးရနိုင်တယ်ဆိုတဲ့ the law of nature သဘာဝတရားကိုလက်ခံတာကိုပြောတယ်။မြတ်စွာဘုရားကိုယ်တိုင်ကလည်းယံကံမံဂရိတန်တိကလျာဏဝါပပကံဝါတတကမ္မတထာယတော်တဲ့။ကောင်းတာလုပ်လို့ဆိုးတာလုပ်လို့လုံးတည်းမြတ်ကံဟာကိုယ်နဲ့ပဲပတ်သက်တယ်။ ကိုယ်ပဲခံရမယ်ဆံရမယ်ဆိုတဲ့ကံတရားပေါ်မှာလက်ခံယုံကြည်တာကိုယ်တန်တော်မှာဖြစ်တာလက်ခံယုံကြည်တာတတိယအပြင်ပြောလို့ရှိရင်ဒါ responsible ပြောတော့ပေါ့ကိုလုထာကိုနဲ့ပဲသက်ဆိုင်တယ်လို့လက်ခံယုံကြည်တာဒါကမ္မတက္ကတာသမာဓိဋ္ဌိလို့ခေါ်တယ်။ဘာလို့လို့ကိုနဲ့ပဲပတ်သက်တယ်လို့ဆိုတာတာဝန်ယူတယ်ပေါ့အဲ့ဒီလိုတာဝန်ယူတာမှာကိုယ်တန်တော်မှာဖြစ်တဲ့သဘာဝတရားကိုလက်ခံတာဖြစ်လို့ဒါမှန်ကန်တဲ့အမြင်လို့ခေါ်တယ် မှန်ကန်တဲ့အမြင်လို့ခေါ်တယ်။တခါတည်းကကာမတက္ကတာတာမဒိဋ္ဌိနဲ့ပတ်သက်ပြီးလူတွေမျက်စိလဲကြကြနေတယ်။ဘာလို့လဲတော့ဆိုတော့ကံတရားဆိုတာကောင်းတာလုပ်နေပြီပဲလို့မကောင်းတာဖြစ်လာတတ်သေးတယ်။ကံကြောင့်ဖြစ်တာမဟုတ်ဘူးဒါကပြစ္ဆုတ်ပံအခြေအနေတခြားအခြေအနေတွေမမြော်မနိုင်တဲ့အခြေအနေတွေကြောင့်ကောင်းတာလုပ်နေတော့လည်းမကောင်းတာတွေကိုကျုံတွေးရတတ်တယ်။မကောင်းတာတွေလုပ်နေတဲ့ပုဂ္ဂိုလ်ကလည်းကောင်းတာကိုကျုံတွေးရတတ်တယ်။ အဲ့ဒါကိုကြည့်ပြီးတချို့ပုဂ္ဂိုလ်တွေကအယူအဆလွဲမှားပြီးတော့ပါတတ်တယ်။ကံဆိုတာကမကျိုးဝဖြစ်ပြီးတော့ဆံရအကြောင်းနေနဲ့ပေါင်းပြီးမှသူကအကျိုးပေးလို့ရ။ချက်ချင်းကြီးအကောင်းဆိုတာမဖြစ်ဘူးပေါ့။ကောင်းတာလုပ်နေလဲချက်ချင်းကြီးအကောင်းဖြစ်ချင်မှဖြစ်အောင်ပဲမကောင်းတာလုပ်လဲချက်ချင်းကြီးမကောင်းတာဖြစ်ချင်မှဖြစ်သေးတယ်ပေါ့။ဒါကြောင့်မို့လို့ရသော်ဗျာဓမ္မပဒမှာဟောထားတာရှိတယ်။ အကုသိုလ်ဆိုတာတဲ့ဥပမာမဲ့နှုတ်နဲ့တူတယ်တဲ့နှုတ်ဟာအခုညှက်အခုချင်သွားတာမဟုတ်ဘူးတဲ့နှုတ်ဟာညှက်ထားပြီးတဲ့နောက်အချိန်ကျလာတဲ့အခါကျတော့ချင်းပြီးတော့အယောင်ပြောင်းသွားတတ်တယ်တဲ့အဲ့ဒါလိုပဲအကုသိုလ်အမှုဟာအခုလို့ခုချိုးပေးတာမဟုတ်ဘူးတဲ့တဖြည်းဖြည်းမှအချိုးပေးရဆိုင်ရဆိုင်ရအကြောင်းနေမှာဒီလိုဆိုလို့ပေါ့ဒီဒါကြောင့်မလို့ မှန်တန်တဲ့အယူဆမှာပုဒ္ဒနာမှာရှိနေဖို့အမတန်မှလိုအပ်ပါတယ်တဲ့ဒါကြောင့်မို့တံ္ဗရာတရား၅ပါးပြည့်စုံမှုတွေထဲမှာကို့မှာအရေးကြီးဆုံးတံ္ဗရာကသီလတံ္ဗရာဒိဋ္ဌိတံ္ဗရာဆိုတဲ့ကိုယ်ချင်းတရားနဲ့ပြည့်စုံမှုမှန်တန်တဲ့အယူဝါဒတွေနဲ့ပြည့်စုံမှုဆိုတဲ့ဒီပြည့်စုံမှု၅ပါးကို့မှာရှိဖို့အမတန်မှအရေးကြီးပါတယ်အဲ့ဒီနှစ်ခုမပြည့်စည်ဘူးဆိုလို့ရှိရင်စိုးရိမ်နေရဘာမှ မရှိဘူးပေါ့ကိုဘွားကလေးမှာအဲ့ဒါကြောင့်ဆရာတော်ကြီးတွေကာထာနဲ့ဆုံးမတာယံကိဉ္စီပါဠိယံဝတ္ထုယထာကံမပဝိစတိအရေးမပါတဲ့ပြမကဟာရီပြည့်စုံတော့ပြပါစေတဲ့အစ္ဆတံမိအဘိန္နာမိကိုယ့်ရဲ့မောမြတ်တဲ့စိတ်ထားတွေကိုခြင်းတရားတွေမပြတ်ဘူးဆိုလို့ရှိရင်ပျက်စီးတယ်လို့မခေါ်နိုင်ပါဘူးတဲ့လောကမှာအနှစ်သာရဆိုတာဘာလို့ဆိုလို့ရှိရင် ပါရမီပုံညသံပါရမြတ်တဲ့သူတွေရဲ့အလို့ရှိတဲ့ကုသိုလ်ကောင်းမှုအဲ့ဒီကုသိုလ်ကောင်းမှုဒီသာလည်းလူ့ဘဝရဲ့အနှစ်သာရဖြစ်ပါတယ်လူ့ဘဝအနှစ်သာရဖြစ်တဲ့ကုသိုလ်ကောင်းမှုမပြတ်ဘူးဆိုလို့ရှိရင်မပြတ်ပါဘူးဆိုတာပြတ်တာတွေနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်တန်တရာကြီးထဲမှာသက္ကိဘူတာနာပုပ္ပေပိဗိနာတံပတ္တိယောဘူ လောကမှာအင်မတန်ကြီးကျယ်တဲ့စိတ်ပင်ဥစ္စာတွေဟာလူတိုင်းလူတိုင်းရရှိခံစားခဲ့ကြဘူးတဲ့ပေါ့အင်မတန်ရှည်လျားတဲ့တန်တရာကြီးကြီးတဲ့မှာစကြဝဠာမင်းဖြစ်စဉ်ကရထားတဲ့စိတ်ပင်ဥစ္စာတွေလူတိုင်းလူတိုင်းဟာစကြမင်းဆိုတာဖြစ်ခဲ့ပြီးလေအဲ့ဒီဖြစ်တုန်းကစိတ်ပင်ဥစ္စာတွေအခုချိန်မှာမရှိတော့ဘူးပြတ်သွားပြီဒီလိုဆိုလို့ရပေါ့ဒီစိတ်ဥစ္စာတွေဆိုတာဘယ်တော့မှထောင်ရမရှိဘူးပြတ်သွားနိုင်တယ် ဒါကြောင့်စက်တိဘူဒါနာပုံပြီပြိဘေနာတပတ္တိယောဘဟုစကြဝဠာဖြစ်စဉ်ကားတို့နတ်မင်းကြီးဖြစ်စဉ်ကားတို့လူမင်းကြီးဖြစ်စဉ်ကားတို့ရရှိကြတဲ့စိတ်ရဲ့ဥစ္စာတွေဟာအချိန်တန်တော့အားလုံးဟာပြတ်ပြီးတော့သွားတာပဲတဲ့အဲ့ဒီစိတ်ရဲ့ဥစ္စာတွေကိုအကြောင်းပြုပြီးတော့ရလိုက်တဲ့ဌာနကောင်းမှုကိုကျင့်တဲ့သီလကောင်းမှုရရှိထားတဲ့အသိဉာဏ်လို့ဆိုတဲ့ဘာဝနာကောင်းမှု အဲ့ဒီကောင်းမှုတွေကလည်းအနှစ်သာရအဖြစ်တည်ရှိပြီးတော့မပျက်စီးတာတဲ့ဇာတာတွေကပျက်စီးသွားနိုင်တယ်။ဒါကြောင့်မလို့အနှစ်သာရမပျက်စီးအောင်သာဂရုစိုက်ပြီးတော့ထိမ့်သိမ့်တဲ့နဲ့တဲ့။အကာရီပျက်စီးသွားသည့်အတွက်ကြောင့်ဒုက္ခဆိုတာမဖြစ်နိုင်ဘူးလို့ဒီလိုဆရာတော်ကြီးတွေကဆုံးမအောင်အားရပေးတာခါတာရှိတယ်ပေါ့နော်။ဒါကြောင့်မလို့ရှေးသူတော်ကောင်းကြီးတွေကအမြင်နဲ့ရှေးသူတော်ကောင်းကြီးတွေကြားတဲ့အမြင်နဲ့ အများရဲ့အမြင်ဟာအမတမ်းမှထူးခြားပွဲလဲခြားနာမှုရှိတယ်။ဒါကြောင့်မို့သူတော်ကောင်းတွေရဲ့အမြင်ကိုကိုယ်တန်းနာမှာရှိဖို့သူတော်ကောင်းတွေရဲ့အမြင်တိုင်းလိုက်နာချင်းသုံးဖို့အမတမ်းမှလိုအပ်ပါတယ်တဲ့။အများရဲ့အမြင်ဆိုတာမှန်ရင်မှမှန်တယ်။မမှန်တာတွေကများပါတယ်။ဒါကြောင့်မို့ဒီကနေ့မွေးနေ့မင်္ဂလာယနေ့အခါမှာကိုချင်းတရားနဲ့ မှန်ကန်တဲ့အယူဆလို့ဆိုတော့သီလတံ္ဍရာနဲ့ဒိဋ္ဌိတံ္ဍရာပြည့်စုံအောင်ရှင်းပြကြိုးကုပ်အားထုတ်မယ်ဒီသီလတံ္ဍရာနဲ့ဒိဋ္ဌိတံ္ဍရာဒီနှစ်ခုဒီနှစ်ခုကိုအကြောင်းပြုပြီးတော့ရလာတဲ့ကုသိုလ်ကောင်းမှုအဲ့ဒါဒီသာလဲဘဝရဲ့အနှစ်ပဲလို့ယုံကြည်ပြီးတော့ဘဝရဲ့အနှစ်မိမိတန်တော်မှာတည်ရှိအောင်ရှင်းပြန်ကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းအာမင်အာမင် thank you